ဒီကန်စားချက်တွေဆိုတာကအရန်ကိုအံ့ဩဖို့ကောင်းတဲ့အရာတွေပါ表現者になဖြတ်တန်းသွားတဲ့အခါမှာသူတို့တွေကတသက်တာအမှတ်တရဖြစ်လာပါတယ်။ And the Oscar goes to Matthew McConaughey. ဒါပေမဲ့မကောင်းတဲ့တွေ့ကြုံတွေအနေနဲ့ဖြတ်တန်းသွားရင်တော့ ဒီကန်စားချက်တွေကတသက်တာနောင်တတွေနဲ့မပြီးဆုံးနိုင်တဲ့ဝန်ထမ်းမှုတွေဖြစ်ပြောင်းလဲသွားပါတယ်ကျွန်တော်တို့အလုံးရဲ့ဘဝမှာဒီကန်စားချက်တွေကကျွန်တော်တို့ကိုလွှမ်းမိုးသွားခဲ့တဲ့ဒီလိုအခိုက်အတန့်တွေရှိပါတယ်ဒီလိုအချိန်ဒီမှာကျွန်တော်တို့ကပဲဒီကန်စားချက်တွေကိုထိန်းချုပ်ရမလားတို့ကိုပဲထိန်းချုပ်စေလိုက်မလားဆိုတာကိုနားမလည်ကြပါဘူးပြီးတော့ဒီလိုအချိန်ဒီမှာပဲဘာကမှားတယ်ဘာကတော့မှန်တယ်ဆိုတာကိုဆုံးဖြတ်နိုင်စွမ်းမရှိတာကတော်တော်လေးကိုဒေါသထွက်စရာကောင်းပါတယ်တခါတလေမှာတုံ့ပြန်မှုလေးတစ်ခုကကျွန်တော်တို့ရဲ့ပေါင်းတဲ့ဆက်ဆံမှုတွေတိုးတက်မှုတွေ ကျမ်းမာရေးတွေကိုလုံးဝဖျက်ဆီးပြလိုက်နိုင်ပါတယ်။မင်္ဂလာပါမိတ်ဆွေတို့။တုံ့ပြန်မှုမလုပ်ခြင်းရဲ့ဆွမ်းအားကသင်တို့ရဲ့ဘဝကိုပြောင်းလဲစေနိုင်တဲ့ဆူပါပါဝါတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းကသင်တို့ရဲ့ပျော်ရွှင်မှုစွမ်းရည်နဲ့လေးစားမှုတွေကိုမြင့်တက်စေနိုင်မယ့်နည်းလမ်းပါ။တကယ်လို့သင်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မယ်ဆိုရင်သင်ကကိုယ်ပိုင်ဘဝမှာကိုလုပ်ငန်းခွင်ပါပါ။တိုးတက်နိုင်ပါလိမ့်မယ်။အခြေအနေအကြောင်းအရာတွေကသင်ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘဲနဲ့သင်ကသာဒါတွေကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ဒီနေ့ဗီဒီယိုကိုသုံးပိုင်းခွဲခြားထားပါတယ်။ ပထမပိုင်းမှာကျွန်တော်တို့က reaction နဲ့ response ဆိုတာရဲ့ကွာခြားချက်ကိုနားလည်အောင် ရှင်းပြပေးတော့ပါမယ်။ကျွန်တော်တို့ရဲ့အုံနောက်အထဲမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုမိတ်ဆွေတို့သိလာပါမယ်။ဒုတိယပိုင်းမှာကဘာကြောင့်ကျွန်တော်တို့က reaction ကိုပြုလုပ်ကြတာလဲ။ပြီးတော့တတိယပိုင်းမှာကျွန်တော်တို့ကဘယ်လိုမျိုး reaction တွေကိုပြုလုပ်ကြတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒါပြီးတော့မိတ်ဆွေတို့ကိုခုနှစ်ရက်ကြာဆင်ခုံမှုတစ်ခုအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပြီးတော့ဒီဆင်ခုံမှုရဲ့ပထမဆုံးရက်မှာမိတ်ဆွေတို့ကစိတ်ပန်းဆိုင်ရာလုံးအားနည်းနေပြီမဲ့ ခုနှစ်ရကြာပြီးနောက်မှာတော့မိတ်ဆွေရဲ့စိတ်ကံစားချက်တွေအများကြီးတမ်းမာလာပါလိမ့်မယ်။စိတ်လိုက်မှာတုံ့ပြန်ခြင်းတဏှာပြင် react မလုပ်ခြင်းဆိုတာကသင်ကိုအာမနေစေတဲ့ပြင်တမ်းမာလေလို့တောင်မှအထင်ရှားစေပါတယ်။ဒါကဘယ်အချိန်မှာဘသူကိုဘလို့တုံ့ပြန်ရမလဲဆိုတာကိုနားလည်နေရကြောင်းလည်းဖြစ်ပါတယ်။ reaction စိတ်လိုက်မှာတုံ့ပြန်ခြင်းနဲ့ response အကျိုးအကြောင်းသင်တုံ့ပြန်ခြင်းဒီအကြောင်းအရာနှစ်ခုကိုဒီလိုနားလည်နိုင်ပါတယ်။ကာလံပိတ်နေတယ်လို့ထားလိုက်ပါ။ဒီအခြေအနေဒီမှာဘာတွေဖြစ်နိုင်တယ်လဲ။တချို့လူတွေက reaction လုပ်နေမယ်။ စရီယာရင်ကိုထုနေမယ်စိတ်တွေတူနေမယ်ဒါမှမဟုတ်ထိုင်နေရင်းနဲ့ပဲဆဲဆူနေမယ်ဒီကားလမ်းပိတ်တာကသူတို့ထင်းကျုံနေတဲ့ကိစ္စမဟုတ်ပေမဲ့လေသူတို့ကစိတ်နှောင့်ရှက်ဖြစ်ခံပြီးတော့ channel တနေ့တာလုံးကိုပူလောင်နေစီပါတယ်ဒါပေမဲ့ဒီလမ်းပိတ်နေတဲ့အထဲမှာပဲတချို့လူတွေကတော့ response ဖြစ်ကြပြီးသူတို့ရဲ့တနေ့တာကိုအပြည့်အစုံမခံပါဘူးဒီကားပိတ်နေတဲ့အချိန်မှာသူတို့ကစိတ်စဉ်တစ်ခုခုကိုပြုလုပ်နေမယ်သို့မဟုတ်တခြင်းနားထောင်နေမယ်သို့မဟုတ်အနားယူနေကြပါတယ်အခုဒီစကားလုံးနှလုံးကစင်တူတယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာသူတို့ကလောဘကိုမတူညီတဲ့အတိတ်ပဲတွေနဲ့သိရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့ဆုံးဖြတ်နိုင်စွမ်းတွေရှိပါတယ်။ True Reality ဆိုတာကစိတ်လိုက်မှန်ပါမတွေးမတော်မစင်ခြင်းမဲနဲ့လောက်ရတခုကိုပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ဒါကိုရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘိုးဘေးကြီးတွေခက်ခါလာတော့တော့ဒီလိုမျိုး reaction ကိုလုပ်တယ်ဆိုတာကအရန်ကိုအသုံးဝင်ပါတယ်။တချို့အသက်အနည်းပေးနိုင်တဲ့တရိစံတွေကယုတ္တိယရှိမှပေါ်လာတဲ့အခါသူတို့ရဲ့အသက်ကိုကယ်တင်နိုင်ဖို့အတွက်ချက်ချင်းဆိုလိုတုံ့ပြန်နိုင်ဖို့ကလိုအပ်ပါတယ်။ ဒီလိုမျိုးတုံ့ပြန်မှုကအန်ဒီယေကိုဂျုံလူတိုင်းမှာတုံ့ပြန်မလားပြန်ချမလားပြန်ပြေးမလားဆိုတဲ့ကျွန်တော်တို့အုံနောက်ရဲ့အသက်ရှင်နိုင်မှုအရေးပေါ်လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ခင်မှာတော့ဒီလိုမျိုးရုပ်ပိုင်းဆိုင်ရာအန်ဒီယေတွေကမရှိတော့ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အုံနောက်ကကျွန်တော်တို့ကိုစိတ်ကစားချက်နဲ့စိတ်ပန်းဆိုင်ရာအန်ဒီယေတွေကနေကာကွယ်ပေးဖို့ဒါကိုဘယ်လိုမျိုးတုံ့ပြန်ကြမလဲဆိုပြီးတော့စူးစမ်းကြပါတယ်။ကျွန်တော်တို့ရဲ့အုံနောက်မှာရွေးချယ်စရာနှစ်ခုရှိပါတယ်။ပြန်ချမလားဆိုတာကစိတ်ပြေစီမှုအနိုင်ကျင့်မှုတကူကူကိုလှုပ်လိုက်တာမျိုးတွေကိုယူလိုက်တာမျိုးပါ။ ပြန်ချမယ်ဆိုရင်ကိစ္စတွေကိုအမြန်ဆုံးဆောင်ရွက်လိုက်ဖို့ပဲတွေးပါတယ်ဒီကောင်ကငါ့ကိုပြောသလားချပြီလေအခုပဲငါပြန်ပြောလိုက်မယ်ဒါမှမဟုတ်ရင်ပြေးဖို့သို့မဟုတ်ဒီနေ့ကစပြီးသူ့ကိုငါစကားမပြောတော့ဘူးဆိုတာမျိုးဒီကိစ္စကြီးတစ်ခုလုံးကိုသိပ္ပံနည်းကြံနားလည်ဖို့ကြိုးစားကြည့်လိုက်ရအောင်ဒါမှပဲကျွန်တော်တို့ရဲ့အုံနောက်ထဲမှာတကယ်တမ်းဘာတွေဖြစ်နေတယ်ဆိုတာကိုနားလည်လာမှာပါဒါကတော့ကျွန်တော်တို့အုံနောက်ရဲ့အဓိကကစားသမားဖြစ်ပြီးတော့ဒါကတော့ကျွန်တော်တို့အုံနောက်ရဲ့အသိန်းကောင်းဆောင်ကြီးပါကျွန်တော်တို့ရဲ့အုံနောက်ကတည်းကမစင်စားပဲတုံ့ပြန်တဲ့အခါမှာဒီအပိုင်းသေးလေးကအလုံးလောက်ရပါတယ် အခုကျွန်တော်တို့ကရုပ်တရက်ကြောက်လန့်တာမျိုးစိတ်တူလာတာမျိုးသို့မဟုတ်တခုခုကြောင့်နာသွားတာမျိုးဖြစ်လာရင်ကျွန်တော်တို့ခေါင်းနဲ့အရေးပေါ်ခေါင်းလောင်းကတင်းနေပါပြီဆိုလိုတာကတော့မီလီစက္ကန့်ပိုင်းလေးအတွင်းမှာပဲဒီကစားသမားလေးကအလုထားလွတ်လိုက်တာအသင်းကောင်းဆောင်ကြီးကဓာတ်ရီတာကိုတော့ဂယုမဆိုင်ပဲနဲ့သူ့အတွေ့အကြုံပေါ်လာတာမှန်သမျှကိုအကုန်ရှောက်လို့တော့တာပဲဒါကြောင့်ခေါင်းဆောင်ကဘာမှမလုပ်ရသေးဘူးအကျိုးအကြောင်းတွေကိုဘာမှမစင်ချင်ရသေးခင်မှာခစားချက်တွေကဒရဟောဝင်ရောက်လာပြီးတော့ဓာတ်ရီကများသွားပြင်ကျွန်တော်တို့ကိုနာကျင်စေပါတယ်ဒီလိုအခြေအနေကို mind hijacking လို့ခေါ်ပါတယ်။စိတ်ကိုပြန်ပြီးဆွဲခြင်းပေါ့။ဒါကြောင့်သင်္ကောင်းဆောင်ဆိုတာကကစားသမားတွေသူတို့လှုပ်ချင်တာကိုမလုပ်နိုင်အောင်လို့တားမြစ်ထားတာပါ။ဒါပေမဲ့ဒီလိုမျိုးလှုပ်ဆောင်လာနိုင်ပြီဆိုရင်သင်ကအခြေအနေတွေကိုအကျိုးကြောင်းဆက်ဆက်တတ်ပြီးဖြစ်ပါတယ်။နောက်ဆက်တွဲအကြောင်းအရာတွေကိုစဉ်းစားပြီးတော့မှအကောင်းဆုံးလှုပ်ဆောင်မှုကိုဆောင်ရွက်ပါ။ဒါမျိုးတုံ့ပြန်တာကို responding အကျိုးကြောင်းသင်တုံ့ပြန်ခြင်းလို့ခေါ်ပါတယ်။ကျွန်တော်လည်းလူတစ်ယောက်ပဲမှုစဉ်စဉ်ချင်းချင်းကိုမစင်မချင်းကိုတုံ့ပြန်မိတာမျိုးရှိပါတယ်။ ဒုတိယပိုင်းမှာကဘာလို့ကျွန်တော်တို့ကအလော်ရီတုံ့ပြန်ကြသလဲဒီကကျွန်တော်ရဲ့တငယ်ချင်းတယောက်ကထိုင်ပြီးအလုပ်လုပ်နေတော့ရုတ်တရက်သူ့ရဲ့အော်တန်ကိုကြားလိုက်ရတယ်ပြီးတာနဲ့သူကထားပြီးပြေးပြီးတော့မှသူထိုင်နေတဲ့နေရာနဲ့ခလလန်းကနေမတ်တရရဲ့ကြည့်နေတယ်အဲ့ဒါနဲ့ပဲကျွန်တော်ကနေပြီးဘာဖြစ်တယ်လဲလို့မေးတော့သူကဘိုးဟတ်တွေ့တဲ့အတွဲလို့ပြန်ပြေးတယ်ဒီဘိုးကတည်တည်လေးတစ်ခေါက်ကသူ့ကိုဘာအန်နေမှမဖြစ်စေနိုင်ပါဘူးဒါပေမဲ့ကြောက်တယ်ဆိုတဲ့ခံစားချက်ကသူ့ကိုလွှမ်းမိုးသွားပါတယ်အကြောက်တရားကစင်ကျင်တန်ဆွမ်းကိုဖုံးလန်းသွားနိုင်ပါတယ်စင်ကျင်တန်ဆွမ်းကဘိုးဟတ်ကတည်တည်လေးပါဆိုပေမဲ့ အကြောက်တရားကဘိုးဝဲဆိုတာနဲ့ထွက်ပြေးစီတဲ့စိတ်ကိုလုံးစော်ပေးပြီးတော့သူကထပြေးတာပါပဲဒီအကြောက်တရားခြောက်ခုကခလုတ်ခြောက်ခုလိုပါပဲဒီခလုတ်တွေကိုရမ်းနှိမ်မိတဲ့အခါကျွန်တော်တို့ကအကောင်းသဘောသို့မဟုတ်အဆိုးသဘောတွေအထိတုံ့ပြန်တတ်ကြပါတယ်ကျွန်တော်တို့လူသားတွေဆိုတာကကျွန်တော်တို့ရဲ့စိတ်သဘောတိုင်းဖြစ်မလာဘူးဆိုရင်သဘောမချကြပါဘူးဒီလိုချင်းနေမျိုးမှာကျွန်တော်တို့ကစိတ်တူကြပါတယ်တုံ့ပြန်ကြပါတယ်တင်ကအပွဲစည်းတစ်ခုရရှိမှာစင်ပေါ်တက်ပြီးတော့စကားပြောရမယ်ဆိုပါစို့ဒီလိုချင်းနေမျိုးမှာတင်ကစေပြီစည်းမှုတွေများနေမယ်စိတ်လူရှားနေမယ် သင်ရဲ့ခန္ဓာကိုယ်ကအားနည်းသလိုဖြစ်လာပြီးတော့သင်ကပြောရမယ့်စကားတွေကိုတော့မှမိသွားတတ်ပါလေ။ဒီလိုခံမျိုးမှာစိတ်ပြည့်စုံမှုကစိတ်ကနာမငြိမ်မှုကိုဖြစ်စေပြီးတော့ဒါကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုမကောင်းတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်စေတတ်ပါလေ။ဝမ်းနည်းနေတဲ့အခြေအနေမျိုးမှာဆိုရင်တချို့လူတွေကပုံမှန်ထက်ကိုပိုစားတတ်ကြပြီးတော့တချို့တွေကတော့အလွန်ကြုံသုံးဆွဲတတ်ကြတယ်။တချို့လူတွေကတော့လမ်းမတွေနောက်ကိုလိုက်သွားကြပါလေ။ဒီလိုမျိုးစိတ်ပန်းဆန်လွတ်ထွက်သွားမှုတွေအပြင်ကျွန်တော်တို့ရဲ့အတိတ်ကအကြောင်းအရာတွေကလည်းကျွန်တော်တို့ရဲ့တုံ့ပြန်မှုတွေရဲ့အကြောင်းအရင်းတွေဖြစ်လာတတ်ပါလေ။ ဥပမာပြောရရင်အတိတ်ကရည်ဆောင်ကဖောက်ပြန်ခဲ့ဘူး။လက်ရှိလက်တွဲပေါ်ကတခြားလူတယောက်နဲ့စကားပြောရင်တော့ကျွန်တော်တို့ကမစင်မချင်းတုံ့ပြန်တတ်ကြပါတယ်။ကျွန်တော်တို့ငငယ်တုန်းကကျွန်တော်တို့မှာအပြည့်မရှိဘူးဆိုရင်တော့အဖေတွေကဆူတဲ့ကြတယ်။ဒီတော့ဘာတွေဖြစ်လာကြသလဲ။အခုချင်းကျွန်တော်တို့ကိုတရားဟောကရှင်းပြဖို့ကြိုးစားတဲ့ကကျွန်တော်တို့ကတော်ရုံလက်မခံကြတော့ပါဘူး။ဒါကကျွန်တော်တို့ရဲ့အတိတ်ကအကျိုးတရားမှုတွေပဲဖြစ်ပါတယ်။တခြားတလေကြလို့ရှိရင်လည်းဒီနေရာမှာရည်ဆောင်ရဲ့နာမည်စင်တူကိုမြင်လိုက်တာနဲ့ကျွန်တော်တို့ကတုံ့ပြန်တတ်ကြတာပဲမလား။နောက်ထပ်အကြောင်းရင်းတစ်ခုကလည်းဒီလိုပါပဲ။ ဥပမာနဲ့ပြောပြပါမယ်။သင်ကဇေယံပို့စ်တစ်ခုကိုမြင်လိုက်တဲ့ထားပါတော့။ဒီပစ္စည်းကမူလတန်ဖိုးတကောင်းခွဲလောက်ကိုရှော့စေး900နဲ့ရမယ်ဆိုရင်သင်ကတေချာပေါက်ကိုတန်တယ်လို့တွေးမှာပါ။ဒါနဲ့ပဲငငယ်ကအဖွားကဘုံမြင်ပြောသလိုပဲသင်ရဲ့စိတ်ကလည်းပင့်ကိုဇလန်းနဲ့အများကြီးပြောပါတော့တယ်။ဒါကတန်တယ်၆တောင်တောင်တတ်တာမှစသဖြင့်သင်ရဲ့စိတ်ရဲ့အားပေးမှုတွေနဲ့ပဲဒီပစ္စည်းရဲ့တန်ဖိုးစိတ်ကိုသင်ကမစင်းစားတော့ဘဲနဲ့ဝယ်ချလိုက်ပါတော့တယ်။များသောအားဖြင့်သင်ရဲ့မစင်ခြင်းတဲ့တုံ့ပြန်မှုတွေကသင်စိတ်ကဗန်တီးထားတဲ့ဇလန်းနဲ့အပေါ်မှာမူတည်ပါတယ်။ ဒီလိုမျိုးအခြေအနေကို cognitive bias တို့မဟုတ်ကိုသိတဲ့အထင်မြင်လွတ်လိုက်တာကအမှားဖြစ်နေခြင်းလို့ခေါ်ပါတယ်။ဆိုကြပါစို့ကျွန်တော်ရဲ့ရှိကလူကကျွန်တော်ပြောနေတဲ့စကားကိုသဘောမတူဘူးဆိုရင်သူ့ကိုမှားတယ်လို့သင်ရဲ့စိတ်ကတတ်မှတ်လိုက်ပြီးတော့တကယ်လို့သူကဒီပတ်ဝန်းကျင်ဒီဘာသာရေးဒီအတိုင်းအဝန်းကလို့ဖြစ်နေမယ်။သူ့ကိုသင်သိနေမယ်ဆိုရင်သင်ကချက်ချင်းအတင်းတိုက်ထွန်းတာမျိုးတွေကိုလှုပ်လိုက်မိတာမျိုးပါ။တကယ်လို့သူကသင်ရဲ့တရေဖြစ်နေမယ်ဆိုရင်ဒီလူကအချက်မကောင်းဘူး။တကယ်လို့သူကချမ်းသာမယ်ဆိုရင်သူကလူဆိုးကြီးစသဖြင့်လူရဆွဲတွေးတတ်တာမျိုးကို cognitive bias လို့ခေါ်ပါတယ်။ဒီလိုမျိုးတုံ့ပြန်တာမှာများသောအားဖြင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့ရဲ့အကြောင်းပြချက်ဖြစ်နေတတ်ပါတယ်။တချို့တွေကဘိုင်းဆိုင်အစိတ်တူတတ်ကြတယ်။တခါတလေကျွန်တော်တို့ကအေးမဝရင်စိတ်ရှုပ်သူလိုခံစားတတ်ကြပါတယ်။ဒီပြင်ကမှသင်မွေးလာတဲ့ပုံစံသင်ရဲ့အတိုင်းဝန်စားတဲ့ဒီအကြောင်းအရာတွေကသင်ရဲ့စိတ်ကံစားချက်ပေါ်မှာသင်ဘလောက်ထိန်းချုပ်ထားနိုင်လဲဆိုတာကိုမူတည်နေပါတယ်။ဥပမာပြောရရင်အိမ်တွင်းအကြမ်းဖက်မှုနဲ့ရှင်သန်ကြီးပြင်းလာခဲ့ရတဲ့လူတွေကကိစ္စသေးသေးလေးတွေကိုတော့မှချမ်းသာတတ်ကြပါတယ်။သူတို့မှဒီခံနိုင်တဲ့စိတ်လုံးဝမရှိပါဘူး။ ဒါမှမဟုတ်တင်ငငယ်ကအလောင်ပြောင်ခံခဲ့ရဘူးတယ်ဆိုရင်အခုချိန်မှာတင်ကဇင်မော်ရောက်တာနဲ့ဒူးရီတုံနေမှာအသေးချာပဲအခုဆက်ပြီးတော့အပိုင်း၃နဲ့ကျွန်တော်ပြောခဲ့တဲ့ခொနည်းတာဆင်ခုံမှုကိုဆက်ပြီးတော့ပြောပါမယ်အပိုင်း၃မှာကအရင်ဆုံး PEC P ဆိုတဲ့စကားလုံးမှာ P ဆိုတာက Force ခေတ္တရက်တန်ခြင်းကိုကိုးစားပြုပါတယ်ဒီလိုမျိုးခဏလောက်ရက်လိုက်တာလေးကတင်းရဲ့စိတ်အခြေအနေပေါင်းတင်ဆက်ဆံရေးတွေနဲ့အတမမဝင်ကြောင်းအလုပ်ကိုကဲတင်ပေးနေပါတယ်ဒီခဏလောက်ရက်လိုက်တာလေးကအရင်ဝင်ဆွမ်းအားကြီးတာကြောင့် တကယ်လို့သင်ကဒါကိုသင်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းအဖြစ်ရေးကျင့်သင်ယူနိုင်မယ်ဆိုရင်သင်ရဲ့အနာဂတ်ကသင်ကိုကျေးဇူးတင်နေပါလိမ့်မယ်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာအရေးပေါ်အချက်ပေးတဲ့မြည်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့စိတ်ကံစားချက်အပိုင်းကစပြီးတော့အလုပ်လုပ်ပါတယ်လို့ပြောခဲ့တာကိုသင်မှတ်မိပါသလားဒါပေမဲ့ဒီလိုမျိုးခဏရဲချလိုက်တာကကျွန်တော်တို့ရဲ့ခုံပေါက်ထွက်လာတဲ့စိတ်ကံစားချက်အရှင်အဟုန်ကိုရက်တန့်သွားစေပြီးတော့ကျွန်တော်တို့အုံနောက်ရဲ့ဆင်ကျင်နိုင်တဲ့အပိုင်းကထင်းကျုံသွားစေနိုင်ပါလေစကံပိုင်းလောက်လေးခဏရဲချလိုက်တာဒို့မဟုတ်အသက်ပြင်းပြင်းနှစ်ခါသုံးခါလောက်ရှူသွင်းလိုက်တာက ်တင်းရဲ့အုံနောက်ကိုစဉ်စဉ်ချင်းချင်းတုံ့ပြန်နိုင်ဖို့အတွက်ပြင်ဆင်ခြင်းရရှိပါတယ်ဒီလိုမျိုးနဲ့တပြေးပြေးအုံနောက်ကအကျင့်ဖြစ်လာပါလိမ့်မယ်အစပိုင်းမှာတော့တင်းကစက္ကန့်ပိုင်းလောက်ကိုအသေးအံရပ်တန့်မှုကြိုးစားမှဖြစ်ပြီးတော့အသက်ကိုလှူပြီးတော့မှရှူရပါလိမ့်မယ်ဒါပေမဲ့တပြေးပြေးနဲ့တင်းရဲ့အုံနောက်ကကြပြားကြရမတုံ့ပြန်မင်းနဲ့အလိုလျောက်ခေါင်းပေါ်စွာတုံ့ပြန်တဲ့အခါမှာတင်းကတော့သတိထားမိလိုက်မှာမဟုတ်ပါဘူးဒါပြင် E ဆိုတဲ့ evolution of triggers အထိမကန်သောအကြောင်းအရာတွေကိုဖြည့်ရှင်းသည့်အကြောင်းကိုဆက်သွားပါမယ် ကျွန်တော်မှလည်းစိတ်ဆိုးရတဲ့အကြောင်းအရာတွေများစွာရှိတယ်။ဒင်းတို့မှလည်းဒီလိုအခြေအနေတွေအများကြီးရှိပါတယ်။လူတိုင်းမှာကသူတို့ကိုပွင့်ထွက်လာစေမယ့်မတူညီတဲ့အထူးမခံတဲ့အကြောင်းအရာတွေခလုတ်တွေကိုရရှိကြပါတယ်။ဒါပေမဲ့အနည်းဆုံးကျွန်တော်တို့ကကျွန်တော်တို့ရဲ့ခလုတ်တွေကိုတည်ထားတဲ့မှာလေ။ဒီလူဒီလူကိုမြင်တာနဲ့စိတ်ဆိုးဒုသထွက်တာမျိုးရှိပါသလား။ကျွန်တော်တို့ငယ်စဉ်ကျောင်းမှာတုန်းကတော့ဒီလိုမျိုးမရှိပါဘူး။ဒါပေမဲ့တကယ်ချင်းနေကြတဲ့ဆိုင်ရင်နောက်ရင်နဲ့ကျွန်တော်တို့မကြိုက်တဲ့တချို့စကားလုံးတွေရှိတတ်ပါတယ်။တချို့သောနေရာတွေတချို့အနက်တွေတချို့အမှတ်တရားတွေ တချို့အတွေ့တွေကတော့ကျွန်တော်တို့ရဲ့ခလုတ်တွေဖြစ်နေတတ်ပါတယ်။ကပတင်ခူးဆိုတဲ့အားကစားသမားတစ်ယောက်ကိုသူရဲ့စိတ်တည်ငြိမ်မှုရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာမေးတယ်ကာသူပြောတာကရှင်းရှင်းလေးပါပဲ။လူအများစုကဒီရလဒ်တွေအပေါ်မှာအများကြီးအာရုံစိုက်ကြပါတယ်။ငါတို့ရှုံးသွားရင်ဘယ်လိုလုပ်မလဲ။ငါတို့ဘယ်လိုအနိုင်ယူရမလဲ။ဒါပေမဲ့ဒီကစားသမားကသူ့ရဲ့ခလုတ်ကိုသူသိပါတယ်။ဒါကြောင့်မို့လို့လေသူကဖြင်းရှင်းနည်းကိုရှာဖွေနေတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ခဏလောက်ထိုင်ပြီးတော့ဒီလိုမျိုးတစ်ခါလောက်စဉ်းစားကြည့်လိုက်ပါ။ဘာလို့ငါတို့ကစိတ်တူရတာလဲ။ငါကဒီလိုမျိုးစိတ်တူရတဲ့အခါငါဘာတွေလုပ်တတ်တယ်လဲ။ တချို့သောအရာတွေကိုအသင်မသိတာမျိုးဖြစ်တတ်ပါတယ်။ဒါပေမဲ့တခါတည်းပဲကျွန်တော်ကဖြည့်ရှင်းပြီးပေးလိုက်ပါမယ်။တကယ်လို့သင်ကခေတ္တခဏလောက်ရက်တက်သွားပြီ။အကျင့်ဖြစ်သွားပြီဆိုရင်သင်ခဏရက်လိုက်တဲ့အချိန်တိုင်းမှာဒီအရာတွေကငါ့ကိုစိတ်လွတ်သွားစေပါလားဆိုတာကိုနားလည်လာပါလိမ့်မယ်။ဒီလိုမျိုးနားလည်လာပြီဆိုတာနဲ့သင်ကအရင်ကတည်းကပို့ပြီးတော့မှရက်လာနိုင်ပြီ။ဒီအလေးချင်းကသင်ကိုဘယ်လိုကူညီနေတယ်ဆိုတာကိုနားလည်လာပါလိမ့်မယ်။နောက်တစ်ခုထပ်ပြီးတော့ပြောပါဦးမယ်။မေးစရိုဖတ်ခဲ့တဲ့မြတ်စာအုပ်တွေထပ်ပို့ပြီးတော့မှဖတ်ကြည့်တဲ့နေ ဒီကဘာမှာအကောင်းဆုံးစာအုပ်လို့တောင်ပြောလို့ရတဲ့အဆောက်အုံရှိပါတယ်။ဒါကတော့ကျွန်တော်တို့ကိုကိုကိုတေချာဖတ်ရှုပြီးနားလည်နိုင်ဖို့ပဲဖြစ်ပါတယ်။နောက်တစ်ခုအေးဆိုတဲ့စလုံးက avoid raising tone သုံးဖို့အော်ပြောခြင်းကိုရှောင်ရှားပါ။ကျွန်တော်တို့ကစိတ်တူလာတဲ့အခါမှာများသောအားဖြင့်တန်ကျေလာတတ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်ကံစားချက်တွေနဲ့အတွေးတွေကိုဖော်ပြဖို့အတွက်ကျွန်တော်တို့ကအတန်ကိုမြင့်ပြီးတော့မှပြောလာပါတယ်။ဒီလိုမျိုးအော်ပြောလိုက်တာကပြဿနာကိုပြေလည်မသွားစေပါဘူး။ပို့ပြီးတော့တောင်မှဆိုးသွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့မိတ်ဆွေအာယုံစူးစမ်းမှုကစကလုံးတွေကနေအတန်ဒိုးကျဲစီကို ရောက်သွားတာကြောင့်ပါဒါတကြားလူရဲ့အုံနောက်ထဲမှာလဲချင်းချောင်းနေတယ်လို့မြင်သွားစီပါတယ်တကယ်လို့တစုံတစ်ယောက်ကမိတ်ဆွေရဲ့အရှိမအောင်ဟင်းနေမယ်ဆိုရင်သူကလည်းပဲချမလားပြေးမလားဆိုပြီးတော့တုံ့ပြန်နေတဲ့သဘောပါဒီလိုအခြေအနေတွေမှာကျွန်တော်တို့ကပြေးလျာပြေးလျာချောင်းထိုင်ပြီးတော့ဆွေးနွေးမယ်အစားတစ်ယောက်နဲ့တစ်ယောက်အောင်ဟင်းနေရတဲ့ပဲအားကုန်သွားပါတယ်ကျွန်တော်တို့ပြောချင်တဲ့စီကိုမရောက်တော့ဘဲနဲ့ကျွန်တော်တို့ကဘန်းနဲ့နဲ့ဝေးရဖို့ရောက်သွားတတ်ပါတယ်။နောက်တစ်လုံးစီကတော့ choose your word စကားလုံးကိုရွေးချယ်ပြောပါ ရှင်ကျမကိုမချစ်တော့ဘူးရှင်ဖုံးကခေါ်လိုက်တိုင်းမအားဘူးရှင်ကကျမကိုခီးမဆိုင်ဘူးဒါတွေအားလုံးကမိတ်ဆွေတို့တခြားလူကိုပြစ်တင်နေတဲ့စကားလုံးတွေပဲဖြစ်ပါတယ်ဒါကမင်းရဲ့အမမင်းရဲ့ပြဿနာဆိုပြီးတော့ပြောနေတဲ့ကြီးကတော့တပတ်လူကသူ့ကိုယ်သူကားခွဲပြောဆိုနေမှာဖြစ်တယ်လို့ငင်းခုန်ကြတာကဒီကနေစပါလိမ့်မယ်ဒီကနေပြီးတော့ရန်နေဖြစ်ကြပါတော့တယ်ဒါပေမဲ့တကယ်လို့များကျွန်တော်တို့ကနင်းမင်းဆိုတဲ့နေရာမှာကျွန်တော်ငါလို့သာပြောင်းလဲမယ်ဆိုရင်ဘလို့ပြောင်းလဲသွားမယ်ထင်ပါတယ် အခုငါတို့ကအတူတူသိမ့်မရှိကြတော့ဖြစ်ထားခံရတယ်လို့ခံစားရတယ်။သို့မဟုတ်မင်းကအမြဲတမ်းဖုန်းပဲကြည့်နေတော့မပြောတော့ကိုနားမထောင်နေဘူးလို့တွေးနေတယ်။အဲဒါကြောင့်နေလို့မကောင်းဘူး။ဒီလိုမျိုးကျွန်တော်ကျမကျွန်ုပ်အကျုပ်ဆိုတဲ့စကားလုံးကအားနေတယ်လို့ခံစားရပေမဲ့အဆွမ်းကကြည့်ပါလေ။မင်းကတင်းရဲ့ခံစားချက်အကြောင်းကိုပြောပြနေတာပါ။ရှင်းရှင်းလေးပဲပြောရမယ်ဆိုရင်တင်းမင်းခမည်းဆိုတဲ့စကားလုံးတွေကထပ်ခဲဖို့တုံးတာပါ။ဒီလိုတုံးခဲ့မယ်ဆိုရင်တစ်ဖက်လူကချမလားပြေးမလားဆိုတာပဲတင်းမှာရွေးချယ်စရာရှိပါလေ။ တပတ်လူကတင်းကိုခံပြီးတော့ပြောနေမလားထားထိုးမလားဆိုတာကငင်းခုံမှုမှာသူ့ရဲ့ရွေးချယ်မှုပါဒါပေမဲ့တင်းကကျွန်တော်ကျမဆိုတဲ့စကားလုံးကိုတောင်းလိုက်ပြီးဆိုတာနဲ့ကိုချင်းဆောင်မှုကိုဖန်တီးလိုက်ပါပြီဒီကတင်းပါရီချုံတွေ့နေရတယ်ဆိုတော့တင်းရဲ့ခံစားချက်ကိုတပတ်လူကနားလည်လာပါလိမ့်မယ်တင်းကတိုက်ခိုက်နေတာမဟုတ်တော့ဘဲနဲ့ဝေမျှနေတာဖြစ်သွားပါပြီနောက်ဆုံးစကားလုံး E ဆိုတာက Explore Perspective အမြင်တွေကိုရှာဖွေလေ့လာမှုပဲဖြစ်ပါတယ်ဒါကတင်းရဲ့မစင်မြင်တုံ့ပြန်မှုတွေကိုပြောင်းလဲစေုံနေမှုပဲနဲ့တင်းရဲ့တပွားလုံးနေရာပေါင်းများစွာမှာကူညီပေးပါလိမ့်မယ် ျွန်တော်ကကိုရီးဥပမာနဲ့ပြောထားတာဖြစ်တဲ့အတွက်ဒီအချက်ကိုသေချာနားလည်အောင်ကြည့်ထားပါကျွန်တော်တို့အဖွဲ့ရဲ့ဖွဲ့ဝင်တယောက်ပါသူရဲ့လှုပ်ဆောင်ချက်တွေကဟိုးအရင်ကတည်းကအရန်ကိုစိုးဝါးနေခဲ့တာပါသူ့ကိုခိုင်းထားတဲ့အလုပ်တွေကိုဘယ်တော့မှအပြေမတတ်နိုင်ဘူးသူရဲ့ရှင်ကြီးကဒုတက်မှုမရှိဘဲနဲ့နောက်ဆုံးပို့ပြီးတော့တောင်းမှစိုးဝါးလာခဲ့ပါတယ်ဒါကိုအစပိုင်းမှာကျွန်တော်ကအလုပ်ကိုဘယ်လိုလုပ်နေတာလဲဒီလိုဆိုရင်ဘယ်လိုလုပ်မလဲစသဖြင့်သူ့ကိုဒီလိုတွေးခဲ့ပြီးနောက်ဆုံးသူ့ကိုသတိပေးစာပို့ခဲ့ရတဲ့အထိအရေးယူခဲ့ပါတယ်ဒီတော့မှသူကျွန်တော်ကိုပြောခဲ့တာက သူရဲ့အိမ်တော်ကြီးကလည်းပြည်လူစဲစဲဖြစ်နေတယ်ပြင်သူကလည်းအရန်ကြီးကိုရုံးကန်နေရကြအောင်သိကြရပါတယ်ဒီမှာပဲရုတ်တရက်သူ့မှာလောကဒဏ်နဲ့ရင်ဆိုင်နေရပါလားဆိုပြီးသူ့အပေါ်ကျွန်တော်ရဲ့အမြင်တွေက ပြောင်းလဲသွားပါတယ်ဒါကြောင့်လူတယောက်ကမဝေဖန်ခင်မှာသူနဲ့ပတ်သက်တဲ့တချို့အကြောင်းတွေရှိနေလောက်တယ်ဆိုတာကိုသိထားရပါမယ်အလားတူပဲကျွန်တော်တို့ကစားတော့ဆိုင်နေဟိုတယ်တွေကိုသွားတဲ့အခါမှာစပွဲတို့ကအချိုးမပြေဘူးသို့မဟုတ်ဝန်ဆောင်မှုမကောင်းမှုစသဖြင့်ဝေဖန်တာမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဘဝထဲမှာဘာတွေဖြစ်နေတယ်ဆိုတာကိုသင်သိပါလားကျမ်းမာရေးကိစ္စလူမှုရေးကိစ္စစသဖြင့် သူတို့မှအခက်အခဲမျိုးစုံရှိနေပါတယ်။ဒါကြောင့်မလို့ရုတ်တရက်အစဉ်အချင်းမရှိတုံ့ပြန်တာကကျွန်တော်တို့ရဲ့စိတ်ကံစားချက်တွေအပြင်ကျွန်တော်တို့ရဲ့ကျန်းမာရေးဘူးပါထိခိုက်စေနေပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့ရဲ့အထင်မြင်တွေကိုတစ်ခါတော့ပြောင်းလဲလိုက်ပြီးကြည့်ပါ။ချဲ့ထင်ပါလေးလာပါ။နောက်ပြီးတော့ပြောပါဦးမယ်။မိတ်ဆွေကလမ်းပေါ်မှာကားမောင်းနေတော့နောက်ကားတစ်စီးကရုတ်တရက်ဖြတ်ဝင်လာကြ။မိတ်ဆွေကနောက်ကနေသူ့ကိုဆဲဆူနေတယ်စိတ်တူနေတယ်စိတ်ပဲမှန်ခံပဲဆိုရင်ကောင်းတာတစ်ခုမှမရှိပါဘူး။မိတ်ဆွေရဲ့အမြင်ကိုပြောင်းလဲလိုက်ပါ။ဒီလိုသူပြတ်ဝင်လိုက်လို့ဘာဖြစ်သွားမှာလဲ။မိတ်ဆွေအတွက်အချိန်၅မိနစ်လောက်အလကားပြတ်သွားမှာ ဒီအချိန်၅နှစ်ကမိတ်ဆွေအတွက်ဘလောက်တန်ဖိုးရှိနေတဲ့အချိန်ပဲဒီလိုမျိုးတစုံတရာမထိခိုက်စေဘူးဆိုရင်ဘာကြောင့်မိတ်ဆွေကစိတ်ဆိုးထောသာထွက်နေမှာလဲဒါလောက်လေးနဲ့ဘာကြောင့်မိတ်ဆွေကချမ်းမာရေးကိုထိခိုက်ခံမှာလဲခံစားချက်ကိုထိခိုက်စေမှာလဲကိုဘွားရဲ့တန်ဖိုးရှိတဲ့အခိုက်အတန့်ကိုပြသစီမှာလဲဒါတွေကိုစဉ်းစားလိုက်ပါမိတ်ဆွေရဲ့တွေးမိနေကိုဖွင့်ထားလိုက်ပါပြီးရင်ကိစ္စတွေတိုင်းကိုလိုက်ပြီးတော့မစင်မကျင်တုံ့ပြန်မလို့ပဲနဲ့ကောင်းမွန်တဲ့အမှုရနဲ့တရားတုံ့ပြန်ပါအခုဒီနေ့ဗီဒီယိုရဲ့အပိုင်းသုံးပိုင်းကိုတော့ပြောခဲ့လို့ပြပါမယ်။ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဘာလို့တုံ့ပြန်တာလဲ reaction နဲ့ response ကြပါကွာလေ peace နီလန်းဆိုတာပါလေစသဖြင့်ကျွန်တော်တို့အုံနာတယ်ဘာတွေဖြစ်နေတယ်ဆိုတာကိုသဘောပေါက်နိုင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ပြောင်းလဲမှုဆိုတာမရှိရင်မေဇရူဘာမှတိုးတက်မှာမဟုတ်ဘူးလို့ဒီနေ့ဗီဒီယိုကလည်းအသုံးမဝင်ပါဘူး။လှုပ်ဆောင်ချက်ဆိုတာကြီးနေဖို့မဟုတ်ပါဘူး။ကိုယ်တိုင်ပါဝင်လှုပ်ဆောင်ဖို့။ဒါကြောင့်မေဇရူကိုအင်စာပေးလိုက်ပါမယ်။ကျွန်တော်ပြောတဲ့ခုနှစ်ရက်တာဆင်ခေါ်မှုကဒီမှာပါ။ဒါပေမဲ့ကျွန်တော်ကအများကြီးလှုပ်ခိုင်းမှာတော့မဟုတ်ဘူး။ရိုးရှင်းတဲ့အလေးချင်းလေးတစ်ခုကိုပဲတေချာဆောင်ရွက်ဖို့မှာခြင်းပြီးတော့ ါကအမေဆွေတို့အတွက်အရင်အကျိုးရှိစေပါလိမ့်မယ်။ဒါကတော့ဖော့ဆိုတဲ့ခဏလောက်ရပ်တန့်နေဖို့ပါ။ဒါကိုတေချာလေ့ကျင့်ပါ။တကုတ်ကုတ်ကိုအလော်ဒီတုံးပြန်တော့မယ်လို့တွေးလိုက်။ဒီနေ့တာအတွင်းမှာအတွေးလုံပြီးတော့မယ်။မကောင်းတဲ့ခြင်းတွေပေါ်လာတော့မယ်။လူတွေရှိမှမဟုတ်တော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာတွေးမိတော့မယ်ဆိုရင်ခဏလောက်ရပ်ပစ်လိုက်ဖို့ကြိုးစားကြည့်ပါ။တချို့အချိန်တွေမှာလှုပ်လို့ရတာလည်းရှိတယ်လို့မရတဲ့တချို့အချိန်တွေလည်းရှိနေပါလိမ့်မယ်။ဒီလိုမျိုးရက်တက်လိုက်တဲ့အချိန်မှာမိတ်ဆွေရဲ့အထီးမခံတဲ့ခလုတ်ကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါ။ဒါကမလုံနိုင်ဘူးဆိုရင်လည်းအဆင်ပြေပါသေးတယ်။ ကျွန်တော်ဆက်ပြီးတော့ပြောပါမယ်။တရက်ကိုညနေပိုင်းမှာအချိန်9မိနစ်လောက်ပဲ9မိနစ်လောက်ပဲယူပြီးတော့မှဖုန်းမှာပဲဖြစ်ဖြစ်စောင့်ထဲမှာပဲဖြစ်ဖြစ်ဒီနေ့ငါဘာတွေမစင်ချင်မဲနဲ့တုံ့ပြန်မိတယ်လေ။တခြားသောအကြောင်းကိစ္စတွေရှိနေနိုင်သလား။သင်မင်းနင်းအစားကျွန်တော်ကျမဆိုတဲ့စကားလုံးကိုသုံးနိုင်တဲ့အခြေအနေတွေရှိခဲ့လားဆိုတာကိုချာရေးပါ။ပြီးတော့ငါခဏရက်တက်လိုက်ချိန်မှာငါနားလေသွားတဲ့အကြောင်းအရာကပါလေဒီကနေပြီးတော့ငါဘာပြန်ရတယ်လဲအစားတပြင်းဒီအချိန်9မိနစ်အတွင်းမှာကိုယ်အကြောင်းကို notes လေးပြီးပြန်ထုတ်ကြည့်ပါ ကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်တို့ကိုယ်တိုင်ကအကောင်းဆုံးစာအုပ်တွေပဲဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ဖတ်ကြည့်လေကိုယ့်အကြောင်းကိုနားလည်လေပဲဖြစ်ပါတယ်။ဒီလိုပြုလုပ်မယ်ဆိုရင်မိတ်ဆွေတွေရဲ့တုံ့ပြန်ပုံတွေကလည်းပြောင်းလဲသွားမှာဖြစ်တဲ့အပြင်မိတ်ဆွေတွေရဲ့ခံစားချက်တွေကလည်းပိုပြီးတော့ရှင်းလင်းလာမှာဖြစ်တယ်လို့ကောင်းမွန်တဲ့စိတ်ကံစားချက်တွေ၊တန်မာတဲ့စိတ်ကံစားချက်တွေစသဖြင့်ပေါ်ပေါက်လာပါလိမ့်မယ်။ဒီလိုမျိုးသာဖြစ်လာခဲ့မယ်ဆိုရင်မိတ်ဆွေတို့ကဘဝရဲ့အကြီးမားဆုံးပြဿနာတွေကိုရင်ဆိုင်လာနိုင်ပြီးတော့ကျွန်တော်တို့ရဲ့ပေါင်းတဲ့ဆက်ဆံရေးတွေကလည်းကောင်းမွန်လာပါလိမ့်မယ်။လုပ်ငန်းတွေမှာလည်းခံခံမမတိုးတက်လာမှာဖြစ်ပြီးတော့ အားလုံးကြုံပြီးပြောရရင်ကျွန်တော်တို့ရဲ့ဘဝကပိုပြီးတော့အထိပယ်ရှိလာပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ကစပြီးတော့ကျွန်တော်တို့က peace နဲ့ပဲကောင်းမွန်စွာတုံ့ပြန်လိုက်ဖို့တိုက်တွန်းချင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။တကယ်လို့ဒီနေ့ဗီဒီယိုကအကျိုးရှိမယ်ဆိုရင်မိတ်ဆွေတယောက်နဲ့မျှဝေပေးပါ။မိတ်ဆွေတို့မှတ်သားခဲ့ရတဲ့အကြောင်းအရာတွေအတွေ့အကြုံကိုလည်းမျှဝေပေးခဲ့ပါ။ကျွန်တော်တို့ channel က comment တိုင်းကိုဖတ်ကြည့်ပါတယ်။တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ The World Power Myanmar channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေ။ကျွန်တော်တို့ရဲ့ Facebook page ကိုလည်း like and follow လုပ်ထားပြီးတော့ ကျွန်တော်တို့ရဲ့ခံကြွနေဒီမှာဒစိတပိုင်းအနေနဲ့ပါဝင်လို့ရပြီဆိုတော့တရင်ပါပါခင်ဗျာအဆုံးလေးကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်